အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့မိမကအမေကိုပြန်ပြောလို့ကွာရှင်းတဲ့အမေချစ်သားကြောင့်ရင်ဖွင့်လာတဲ့အမျိုးသမီးတစ်ဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ေးမနေ့တော့မာလေးလူကြီးအိမ်ခေါ်လာတဲ့ဆိုတဲ့ကိစ္စလေးတကယ်လည်းညနေကြတော့တကယ်လည်းခေါ်ပါတယ်ကိုကသွားတော့မနေ့ပိုင်းကြတော့မနေ့မခေါ်ခင်မနေ့ပိုင်းတော့ပြောတယ်ပေါ့ငါနေ့ဦးတဲ့ငါလှုပ်ဖို့စဉ်းစားထားပြီးသွားပြီးတဲ့နေ့ငါအေးဘက်ကသူကဟိုမပကွာသိချင်းလို့ဖြစ်မှာပေါ့နော်အဲ့လိုမျိုးပေါ့ငါလည်းတညလုံးစဉ်းစားတာပါကြီးတဲ့နှစ်ရက်ပဲစားအောင်လေအဲ့လိုမျိုးပြောတယ်ဟဲ့ငါလည်းနေ့အေးဟုတ်ပြီကိုကလည်းဟိုအဆင်မဖြစ်ပါဘူးနော်အေးအဆင်နဲ့နေတဲ့ငါမမမမ ွာစင်းကျင်တဲ့ဟေးဆိုရင်လည်းလို့ဟိုတိတယ်မလားလုံလောက်တဲ့ကလေးထောက်ပံ့ကြီးကိုလို့ပေးနိုင်တဲ့ဟေးဆိုရင်ငါလို့လုပ်ပေးမယ်ပေါ့အဲ့ဆိုတော့ငါဟိုငါလုံလောက်လုံလုံလောက်လောက်ငါတော့လုံပေးနိုင်တယ်ဟေးဆိုရင်တော့တန်ရတန်ရေးရရင်တော့ငါတကွာပေးမယ်ပေါ့အဲ့လိုပြောလိုက်တယ်အဲ့ဒါနဲ့သူကပဲပြောလဲဆိုတော့ဟေးငါငါဘာစီလို့နင့်ငါဘာလုပ်ပေးရမလဲဟေးနင့်အဲ့လိုတောင်းဝမဲ့စကားတော့မပြောနဲ့လေလို့ပြောတယ်အဲ့ဒါနဲ့သူနဲ့စကားတခွန်းတခွန်းများကြတယ်အေးအဲ့ဆိုရင်တော့လို့နင့်အကြောင်းငါတော့လို့တီးအောင်ပေါ့နော်ငါတော့ပြောမယ်ပြောပြီးလို့ line မှာတက်ပြောမယ်ပေါ့ငါနင့်နင့်ကဘယ်လိုမျိုးလူမျိုးလဲဆိုတာလို့ ဟိုနောက်ထပ်တင်တယ်မလားကို့လိုမျိုးဟိုမဖြစ်အောင်လို့ပြောတဲ့ငါငါလေးပြငါလုံနေတဲ့ငါဘယ်သူမှစိုက်ဘူးလက်ဟင်အဲ့ဆိုလဲပြီးရောပေါ့နော်ဟိုသူ့เจ้าကိုကိုပြောလို့လဲသူကဘာမှမဖြစ်ပေါ့သူလိုက်ပြသူလုံနေလက်တင်ချင်လဲတင်ပေါ့ဘယ်လိုပြောလဲအဲ့နဲ့ညနေကြတော့ကိုလည်းတနေ့လုံးစောင့်နေပါလေသူပြောတာတော့ညနေကြရင်လူကြီးနဲ့ချိန်တာလို့ဆိုတော့ညနေ6နာရီကြောက်ကြတော့သူ

လူကြီးအိမ်ခဏလာခဲ့ပေါ့နော်နင်တို့ဖေးပါခေါ်လာခဲ့ဆိုတော့လေဟဲတကယ်ခေါ်လာပဲပေါ့နော်တကယ်ခေါ်လာပဲဒါပေမဲ့ကိုလည်းမတုံ့လောက်ပါဘူးမနဲ့တရားလဲငါပါသူပါပြောရင်ငါပါပြောရမလဲဆိုတာတော့စဉ်းစားထားကြည့်တာလေဟုတ်တယ်မလားဘာမှတော့မတုံ့လောက်ဘူးအဲကြောင့်ပထမဆုံးတော့ကိုကစိတ်ရတရားဟာဖြစ်ပြီးတော့အဖေးခေါ်လာခဲ့လို့ပြောတော့လာပေးနိုင်ဘူးလို့ပြောလိုက်တယ်မလာပေးနိုင်ဘူးပေါ့ပြောပြီးတော့ဖုန်ချလိုက်ပြီးတော့ခဏနေကြတော့သူပြန်ရောက်လာတော့ဟာနဲ့ကိုလည်းကောက်ကောက်မမေတယ်နေပါဖြစ်ချင်လို့လဲပြောတယ် ဟာဝူရူအားတာပေါ့တမစကားပြောတာကကောင်တိုးတိုးတတနဲ့ညှိနိုင်လို့မရဘူးသူကစကားပြောတာအပန်ကျဲကြီးနဲ့អော်တာကိုလည်းရမ်းဒေါသထွက်သွားတယ်လေနင်ဘာဖြစ်ချင်လဲဆိုငါဖြစ်ချင်တာနင်ပြောပြလိုက်မလားအဲရဆိုတဲ့နင်ငါ့ကိုလုံလုံလောက်လောက်ပေးလိုက်ပဲဟဲ့ဆိုလူလူများတွေတောင်မှမသိဘူးနင်ငါလိုတဲ့အတိုင်းတောင်လောက်ပေးလိုက်ငါနင်နင်ဖြစ်ချင်တဲ့တိုင်းငါလောက်ပေးမယ်အဲ့လိုပြောတော့ငါကနင်ကိုဘာဖြစ်ဆောင်လဲအဲ့လိုမျိုးလောက်ပေးစရာအကြောင်းစီလဲအေးအဲ့လိုမျိုးလောက်ပေးလို့ရလားမရလားဆိုတော့အဲ့လိုနင်လူကြီးတွေနဲ့မိကြီးမှသိမယ်လို့သူကလည်းပြောလိုက်တယ် အဲ့ဒါနဲ့ဟိုလူကြီးရိတ်သွားမယ်ဆိုတော့လည်းသွားပါတော့ကိုလည်းလူကြီးရိတ်သွားမယ်ဆိုတော့ကိုလည်းအေးသွားဟိုရောက်မှာပဲရှင်းချမ်းမယ်ဒီမှာရှင်းနေအော်ကြီးကြီးကျနေသူများတွေကြာတော့ရှက်စရာကြီးနော်အဲ့ဒါနဲ့သွားလို့ဟိုရောက်တော့အဖေကလည်းလိုင်းနေဆိုတော့မလိုင်းနဲ့လို့အဖေအဖေမလိုင်းသေးနဲ့အဖေနဲ့မဆိုင်ဘူးတမီးတို့တမီးတရှင်တမီးကတမီးရှင်းနိုင်တယ်လို့တမီးနဲ့သူကိုနဲ့သူနဲ့ယူလာအဖေကပြေးစားတာလည်းမဟုတ်ဘူးလားမလားအဲ့ဒါနဲ့သွားဟိုရောက်တော့သူ့ပဲမေးလို့သူသူကသူဘာဖြစ်ချင်လဲပဲသူ့ပဲမေးလိုက်လို့ပြောတယ်အဲ့ဒါနဲ့သူ့မေးတော့သူ့အရင်မေးလို့ပြောတော့နော်လည်းရှင်းစက်လက်တွေလို့မရလို့တဲ့ဟိုကျွန်တော်မပေါင်းနိုင်တော့ဘူးလက်အဲ့ဒါနဲ့ဟာ မပေါင်းနိုင်တော့ဘူးလေလူကြီးဆိုတဲ့မျိုးကတော့သိတယ်မလားဟိုကြီးတဲ့မှုငယ်စဉ်ငယ်တဲ့မှုပါပြောက်စီပဲလေသူကတော့အနိုင်တက်နိုင်ဆုံးတော့ဖြည့်ရှင်းပေးပြီးတော့ညှိနိုင်ပြီးမှာပဲလေအဲ့နဲ့အဲ့ဆိုသူလည်းသူဘာဖြစ်လို့လဲဘာဖြစ်လို့ဟိုလှုပ်ချင်းကွဲကွဲကွာကွာကွဲချင်းရတာလဲလင်းများလင်းများတွေရတဲ့အဲ့လိုမျိုးပြောတော့ဘုန်းနဲ့ကျွန်တော်လည်းသူကြောက်တဲ့စိတ်တွေကလည်းညစ်တယ်လည်းစိတ်တွေကလည်းရမ်းပင်ပန်းနေပြီတဲ့ဟိုဟို မနေဖို့စစပ်ဘလို့ပဲစဉ်းစားစဉ်းစားတဲ့နေလို့မဖြစ်တော့ဘူးနော်။ तू အဲ့လိုမျိုးပြောတယ်။အဲ့ဒါနဲ့ तू ကဘာကြောက်အဲ့လိုမျိုးဖြစ်လဲဆိုတော့လေ तू ဘာကြောက်အဲ့လိုမျိုးဖြစ်လဲဆိုတော့ तू ကြီးတော့ तू ကလေ तू တော်တော်ပင်ပန်းနေပင်ပန်းနေပူလောင်နေဘာလို့လဲတိလား။ तू ကလေဟိုလွန်လေပြီးတော့လေးနှစ်ကကိစ္စတွေပြောခဲ့တာတွေလင်မယားချင်းစကားများခဲ့တာတွေအဲ့ဒါတွေ तू ကတခုမှကြံအကုန်လုံးမှတ်ပြီးတော့ရင်ထဲမှာတိန်ထားတာဖြစ်တော့ तू က तू လေးပြီးတော့ तू အတားနဲ့ तू က तू ပူလောင်နေရ။ ကိုရီးယားလင်များဆိုတော့လေမိန်းမဆိုတဲ့မျိုးကစကားလင်နဲ့များလေးရင်ပြင်းရင်တော့မိန်းမတို့အနိုင်လို့မယ်ရင်ဖြစ်ချင်းပြန်ဖြစ်ပြီးတော့သူ့ထက်ငါနိုင်အောင်ပြောမှာပဲဟုတ်တယ်မလားဒါအောင်မှတ်ထားလို့မရအောင်လေသူလည်းကိုကိုရီးယားရောက်စော်ကားတယ်လို့ရှိမယ်ကိုကိုဆဲဆိုတာလည်းရှိမယ်ကိုလည်းသူ့ကိုနိုင်လို့မှုနဲ့ပြောခဲ့တာလည်းရှိမယ်ဒါပေမဲ့ကိုကမမှတ်ထားတော့ကိုကမသိဘူး तू ကတော့လေမှတ်ထားတယ်မှတ်ထားတယ် तू လည်းဟိုအစိုးရရင်လည်းဟာတယ်ဗျာဒါလားမင်္ဂလာဆောင်လုံးကဟိုသူကျွန်တော်ယူတုန်းကကျွန်တော်ပစ္စည်းတွေဟိုကျွန်တော်ရဲ့ဆိုင်ရာပစ္စည်းတွေမှာရောင်းရကျွန်တော်သူ့လည်းဆုံးကပ်ပေးခဲ့ရတာလေသူ့ဘက်ကကြတော့တပတ်စံတစ်ချက်တည်းပြတော့မှလည်းမထုတ်ဘူးတဲ့အဲ့လိုမျိုးတွေပြောတယ်ပြီးတော့သူ့ဖေက အဲသူ့ဖေရတဲ့ကျွန်တော်ဘလိုလေးပြောတယ်ပေါ့နာယူတော့နှစ်ဖက်စလုံးသဘောမတူကြဘူးလေသူ့ဘက်ကလည်းကိုယ်ကိုပြောတယ်လို့သူမေးလည်းကိုယ်ကိုပဲပြောတာပဲအဲ့ကောင်မဆိုပါအဲ့ကောင်မအဲ့ကောင်မကဘာဆောက်ဆင်းစီးလို့လဲနေရအဲ့ကောင်မယူအောင်ဘာညာပေါ့အဲ့လိုမျိုးလေးတောင်ပြောတယ်အဲ့ဒါကိုကလိုက်မှတ်ထားလို့ရမလားနော်ကိုကအဲ့အချိန်မှာတော့နေပါစေပေါ့တစ်ချိန်ညာကြရင်တော့တစ်ချိန်ညာကြရင်တော့လည်းဟိုပြောပြောတဲ့ဟာသူစိတ်ဆိုးနေလို့ပြောတယ်နောက်ပိုင်းကျရင်ငါတို့ဟိုနေထိုင်မှုပုံစံကိုကြည့်ပြီးတော့သူလက်ခံလိုက်နဲ့လက်ခံအောင်လဲဆိုတော့ကိုဘက်ကလည်းအဲ့လိုမျိုးပဲတွေးပေးခဲ့တာအတွက်သူပြောပါတီသူ့မေပြောတာကိုလည်းမှတ်ထားခဲ့တယ်နော် နောက်တော့သူပါလဲလက်သူကြောက်တဲ့ကျွန်တော်လည်းဟိုတလောလေးရမှာတဲ့ဟိုတဲ့ကိုကိုကိုတက်တေဘူတော်လှုပ်လိုက်တယ်လေကျွန်တော်သူ့နဲ့နေရတာအရန်ပင်ပန်းနေဆိုတော့ဩငါသူရှာသမျပတ်စံကိုကဖြုံးစည်းလိုက်လို့ရှာသမျမလောက်လို့သူပင်ပန်းနေပေါ့ကွအဲ့ဆိုတော့ကိုကိုမလို့ချင်းဘူးဆိုတော့လောကိုလက်ခံတယ်ကိုအိမ်အိမ်ရေးဖောက်ပြန်လို့သူကိုကိုလက်မခံနိုင်ဆိုတော့လည်းကိုလက်ခံတယ်ဒီနှစ်ချက်လုံးလည်းမဟုတ်ဘူးနော် အဲ့ဒါနဲ့ပြောတယ်အဲ့ဒါလည်းသူတင်အဲ့ဒါဆိုလည်းဦးလေးလို့သမီးလည်းနည်းနည်းပြောကြည့်မယ်နော်လို့သူလို့သူ့ကိုတတ်သိတယ်ဆိုတာလို့ဦးလေးတို့လည်းကြားမှာပေါ့လို့သူတင်လာရေးတောက်လိုက်တယ်ဆိုတာအေးလည်းကြားတယ်လေအဲ့ဒါသမီးပြောပြမယ်နော်လို့အဓိကအကြောင်းညာလေးဘာဖြစ်လို့လဲဆိုတော့ဟိုသူ့မိနဲ့ကိုယ်နဲ့ပြဿနာဖြစ်တဲ့အကြောင်းပြဿနာဘာကြောင့်ဖြစ်လဲဆိုတော့မပြောပြတော့ပါဘူးပြောပြတော့ဆိုရှေ့မှာဆိုလို့ဟိုကိုကိုကတော့ဟိုဒါကိုလေးပြကိုလုံးနေနော်ကြိုက်တဲ့ဖိတ်ကြိုက်တဲ့စီမှာကြိုက်တဲ့လူကိုမေး ီပတ်ဝန်းကျင်ကကြိုက်တဲ့လူမျိုးကိုသူ့ရဲ့သားရဲ့အငယ်ပေါ့သားငယ်ပေါ်မှာလေကိုဘာမှမမလုပ်ထားဘူးကိုကိုသားတယောက်လိုကိုမောင်တယောက်လိုပဲလှုပ်ထားပေးခဲ့တယ်ဆိုတာလေအကုန်လုံးသိတယ်ကိုကိုကြောင့်နဲ့သိတယ်ဖခင်သိတယ်လောက်ပဲပြောလိုက်တော့မှဟုတ်တယ်မလားအဲ့ဒီကိစ္စနဲ့သူ့မိကကိုလည်းစကားများကြားတော့သူ့မိကကိုဟိုနင်းနင်းနနာပြောတယ်ပြောတာမှတော်တော်ပိုးစိုးပတ်ဆက်ပြောတာကိုပြောတဲ့တော်မှလေအဖေးရှိမှပြောတာကိုကိုမွေးထုတ်ထားတဲ့အဖေးရဲ့ရှိမှပြောတာနော် အဲ့ဒါဆိုတော့ကိုကပို့ရှက်တယ်ရှက်တာထက်စိတ်နာတယ်ဩငါ့ကိုမွေးထားပြီးတော့ကြွေးခဲ့တဲ့အဖေတော်မှာငါ့ကိုစောင့်နေတလို့မနိုင်ဘူးသူကလေကောင်းမကောင်းမအဲ့ဒီကောင်းမအဲ့ဒီကောင်းမနင်းအဲ့ဒီကောင်းမကိုနင်းနဲ့သူ့တာသူကပြောတော့နင်းနဲ့ဟိုစဉ်းစားတော့တဲ့အဲ့ဒီကောင်းမကလည်းငါတို့မိသားစုမဖြစ်ထားဘူးဆိုတော့ဩကိုပဲနင်းနေပဲဖောက်ပြန်နေတလို့လို့ဟိုသူ့တာကိုပဲဟိုတဲ့မလား night ထစီနေဆဲဆိုပြီးချိန်မောင်းပြီးတော့ဟိုလုံနေတလို့လို့တို့စီပွားကြီးပြက်စီပွားအောင်ကိုပဲဟိုလှုပ်လိုက်တလို့လို့နည်းတော့ပြောတဲ့ပုံစံကြီးလေအဲ့ဒါဟုတ်ပြီကွာငါလည်းကိုမနာနဲ့ကိုကွာငါလည်းမနေတော့ဟိုကငါမှလည်းအိမ်ရှိတာပဲတ냐ပြောခံစရာလို့ငါကငါရှာစားနေရတာသူလည်းကြွေးရတာမဟုတ်ဘူးဆိုတော့ဆင်းသွားတယ်အိမ်မှာတနေတယ် 3ရက်လောက်3ရက်4ရက်လောက်ကျတော့ခလေးကလေငိုတယ်ငိုတယ်ညကျရင်ဖေးနဲ့အိမ်မဲမင်းနဲ့စုံဖေးစုံမင်းစုံမအိမ်မဲဆိုတော့သူကစရရလဲဖေးနဲ့မင်းနဲ့စုံမအိမ်တာအားနဲ့ဒီအိမ်မှာပဲသူကကြီးလာပြီးတော့ဒီကဒီမှာပဲသူပြန်မယ်ဘိုးပဲပြန်မယ်ပြန်မယ်ပြန်မယ်ဆိုတော့လေတာတာပြန်မမေနေခဲ့မယ်မေဒီမှာအိမ်မှာတော့နုပိနေအိမ်ဆိုတော့အိတ်တော့မေမနဲ့ကြိုင်လက်ခေါ်မယ်ဆိုလည်းမဟုတ်ဘူးမေပါပြန်မေပါပြန်တိတယ်မလား तू ကတော့နေနိုင်နေတော့ကို့သားတယောက်လုံးဒီအိမ်ဆိုမြင်နေရတယ်အကြားနေရတယ်ကို့ခလေးတွေလောက်ငိုနေတော့ငါသားအေငါသားဘာလို့ငိုနေလဲလို့တစ်ချက်လက်မထွက်ကြည့်ဘူးနော်သူ့မှာဖားခင်စိတ်ရှိလားမရှိလားသူတော့ပြောတာ လက်မထွက်ကြည့်ဘူးနော်ကိုသားငိုနေတယ်အော်ငါသားလေးငိုနေတယ်ကွယ်ငါငါသူဒီမှာနေမပြောဘူးဖြစ်မဲ့ဆိုတော့စိတ်လေးတစ်စိတ်တောင်မှသူ့မှာမရှိဘူးအဲ့နဲ့ကိုကလေဟို အဲ့ဒီမှာနေရတာလေခလေးရလဲဟိုမနေပြောကိုကလည်းကိုကလည်းကိုပတ်စံအပြင်းစီးပွားရေးဒီမှာအဆင်မပြေတာတွေရောဒီကိစ္စတွေရောဆိုတော့လေကစိတ်ရှုပ်လို့လေထမင်းဟင်းနဲ့မစားနိုင်တာအဖေကလည်းသူချက်တာတာထမင်းဟင်းနဲ့မစားလို့ဆိုတော့အဖေကလည်းစိတ်ကမကောင်းနေဖြစ်ဟိုအမြင်တွေမှာအဲ့ဒါနဲ့သူလည်းစိတ်ညစ်တယ်လည်းမနေချင်တော့ဒါပေမဲ့အဖေအတယောက်ဆိုတော့ကိုသားသမီးစိတ်ညစ်နေတော့ဘယ်သူကတော့ဟိုအပြောနေမယ်။အဲ့ဒါနဲ့သူစိတ်ညစ်တယ်ဆိုတော့သူညစ်ရင်မှသူသူညစ်ချင်တာသူတက်နေမယ်ဆိုတော့အဖေအများကြီးတွက်တော့အဲ့ဒါနဲ့ကိုကလည်းသူ့ကိုလက်ခေါ်တယ်။နင်းတော့ငါတို့နဲ့အိမ်ခွင်းနေပါလားမျိုးပြောတော့နေဘူးလေ။ အမှန်တော့ကတော့သူညပြောက်တယ်စီလိုမနေချင်ဘူးဆိုရင်တော့ကောင်းကောင်းမွန်ပြောလို့ရတယ်။အငန်းကြီးရှိနေတယ်လို့ငါမနေဘူးဆိုလို့ပြောလို့ရတယ်။နောက်မှနောက်ဆိုတော့ကဲနောက်ဒုက္ခဖြစ်သွားရင်တော့တို့ကတို့ခွဲနေမယ်ပေါ့နော်။အမှန်ကအဲ့လိုမျိုးပြောရမယ်မဟုတ်လား။မနေဘူး။သူ့မေပြောက်တဲ့ကိုမထားခဲနိုင်ဘူး။ ူအမေတယောက်တည်းနေဖို့သူမခွဲနိုင်မထားခင်နိုင်ဘူးနင်းလို့နဲ့တော့ငါလိုက်မနေနိုင်ဘူးနင်းလို့နဲ့လိုက်နေရမယ်တူတူနင်းနဲ့လိုက်မယ်တူတူငါကောငါပဲတက်တေလိုက်မယ်တဲ့ဆိုတော့ကိုကလည်းစိတ်ကအရန်တူသွားတော့လေတက်တေနဲ့တက်တေပါဆိုတော့ကိုလည်းပြောပြီးဆင်းရပါလိမ့်အာနဲ့သူ့တူတောက်လိုက်တော့ခလေးတားလေးရလေဖဖေးတက်ကြီးပပတက်ကြီးပပတက်ကြီးနှစ်ခါသုံးခါအရင်ကသူပြောနေတယ်အေးတက်ကြီးမဆိုတက်ကြီးလိုက်တော့မှသူကလည်းငွေလောက်လာတာလောက်လာတဲ့ဆေးရောက်ရပါတယ်ဆေးရောက်တော့မိဘာမှမဖြစ်ပါဘူးနော်တူတူတူတော့မပြေဘူးသူဆေးရောက်တော့လုံးမချိတ်လိုက်ရချိတ်ပြန်လာနောက်နေ့သူဆေးရောက်ကဆင်းလာတာပဲဆေးရောက်ကဆင်းလာတယ် ရှင်းနာနာအော်ဆေးရုံမှာကိုကဘာအတိတရားရပါတာအော်လို့ငါသူတို့မိသားစုကိုသူ့ငါခွဲလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ तू သူ့မိမသူ့မိသူ့မောင်နှမမသူ့မောင်နှမဆိုတဲ့သူ့မှာအဲ့လိုအတ္တကြီးရှိတယ်ကိုကဘာကိုပြန်ကြည့်ရလဲဆိုတော့ကိုသားမျက်နှာကိုပြန်ကြည့်ရအော်လို့ငါအားဆိုင်လိုက်မှမလုပ်ပြီးတော့လို့ငါဆင်းသွားပြီမယ်ငါသားကတမူမူတီနဲ့ तू तू ဖေ तू အိမ် तू ပြန်မယ်ဆိုတဲ့ဟာကြီးနဲ့အော်ငါငါငါမာနထားပြီးတော့ဆင်းလာတော့ငါသားပဲတစ်ခါရောက်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ကိုကပဲစိတ်လျှော့လိုက်တယ်။အော် तू ကဒီလိုမျိုးဆေးရုံကဆင်းလာတော့ तू ကငါတဲ့ तू ကအမျိုးငါ ်နေပြောသမျှရံဖြစ်တဲ့ဟာတွေဆိုရင်လည်းငါလည်းနေပြောတဲ့စကားတွေတိတ်မကြိုက်ဘူးပေါ့နော်ပြီးတော့ဟောအေးဟုတ်ပြီပေါ့နော်ငါဆင်ကျင်ရမယ်ဆိုတာတခုရှိပါတော့လေစကားပြောတာတွေကကိုကဆင်ဆင်ကျင်နေနေလိုက်တယ်အဲ့ဒါဒီအဲ့ဒါကြောင့်ပြောတယ်သူသူတူတောက်သူကသူတိတ်ချောင်းကျန်တာကကိုကြောက်လားသူရဲ့အတားကြောက်လားဟုတ်တယ်မလားအိမ်တော်ကူပြလိုက်ကိုအိမ်တော်နဲ့ကိုနေရမှာဒါတဘာဝပဲလေ။ तू ကဘတော်မှလည်းခွဲလို့မရအောင်လား။ तू မိသားစုနဲ့ तू ဘတော်မှခွဲလို့မရအောင်။အကြောင်းဒီကိစ္စနဲ့ပတ်သက်ပြီးလေ तू စိတ်အောင်ရှင်ရတယ်ဘာတခုမှမဟုတ်ဟာကိုမှပြောမပြောတော့လား။ ဒါနဲ့ပြီးတော့နောက်ဘာလဲလဲနောက်တစ်ခုလည်းရှိပါသေးတယ်ဟိုသူသူလမ်းခွဲချင်တယ်ဆိုတဲ့အကြောင်းနောက်တစ်ချက်လည်းရှိသေးတယ်ဘာလဲလဲမိုးချုပ်ကြရင်လည်းညနေပိုင်းညနေပိုင်းဆိုလို့လည်းကျွန်တော်တို့လည်းပတ်စံနေတဲ့သွေးယူခိုင်းတယ်တဲ့အဲ့လိုပြောတယ်နော်လင်းနဲ့မြန်မာမှာသူ့လုံကလို့ခွဲလို့ရလားကိုကလေ तू อ่ะ तू ဟာ तू ပြောတယ်တဲ့ तू အလုပ်ဆိုတော့ तू မနက်ကြာရင်9နိုင်ထို့ तू မနက်9နိုင်ထားလဲဘယ်ဒီတက်ောက်တယ် ပြီးသူဆိုင်သွားတယ်နော်သူထမင်းကြိုက်အစင်တဲ့သူအင်ကြီးမိဘူးတိုက်တူပြီးကြအဖို့ကိုလျှော်ပြီးသားသူ့အိမ်ကိုတိမ်းဆဲပြောင်းရောင်းအောင်ထားသူညီထမင်းကြိုက်သူညီကိုရကိုစအကုန်လုံးကိုကိုတယောက်တည်းလုံနေရတယ်နော်ညနေပိုင်းကြိုင်လဲလေချက်ပြုတ်ပြုတ်ပုံနဲ့မနေ့ထမင်းကြိုက်အမိတော့ကိုအစင်နဲ့လှုပ်ထားတာဖြစ်တယ်လို့ကလေးမိုးရွာရင်လည်းကိုကကလေးနဲ့သွားလို့လာလို့အစင်မပြေလို့သူလမ်းကြုံလို့သူ့ကိုခိုင်းလိုက်တာဟုတ်တယ်မလားအရင်နဲ့မရဆိုတော့အဲ့လောက်ထိကတ်တက်နေပုံမှမလို့လားအမဆိုလဲငါပြင်မှာလှုပ်တဲ့အစင်မပြေဘူးနော်စိတ်က မာဒီနေ့အဆင်မပြေလားလို့ငါဒီနေ့မသွားပြီးတော့ဆိုလည်းရတယ်လင်းနဲ့မြားတတိုင်းမင်းပြောဆိုလို့ရတယ်ဟုတ်တယ်မလားဒီကိစ္စအရေပတ်စံလေးတွားယူခိုင်းတာလောက်နဲ့ဒီလောက်ထိဟိုမလို့ချင်တော့ဘူးလမ်းခွဲချင်းတယ်ဆိုတဲ့အကြောင်းရင်ဟုတ်မှမဟုတ်လားစိတ်ထဲမှာတော့လေတတော်လေးတော့ဟိုပါဖြစ်သွားတယ်အရင်ကတော့စိတ်ဆူတာလောက်ပဲရှိတယ်အခုတော့ကျွန်တော်စိတ်နာသွားတာစိတ်နာသွားတာသူစိတ်နာသွားရင်တော့ အဲ့ဆိုလည်းလို့ပြောတာဟုတ်ပြီဒီပတ်စံပတ်စံလည်းကျွန်တော်တို့လည်းပတ်စံတော့ယူခိုင်းတယ်ကျွန်တော်ပြောတဲ့ဒီအလုပ်ကိုဆက်မလုပ်ပါနဲ့တော့လို့ပြောတာကိုလည်းဆက်ဆက်ပြီးလုပ်တယ်တဲ့ဟုတ်ပြီအဲ့ဒီစကားကိုပြောရတာဆိုတာနော်နင်ဒီနင်ဒီပတ်စံကိစ္စကိုဆက်မလုပ်နဲ့တော့ငါလည်းတမကောက်ချင်တော့ဘူးဟေးဆိုရင်နင့်ကငါတလားကိုရော့၃စီဘလောက်ပြီးမယ်ညီလာလေးလောင်းငါအောင်သုံးလို့ပြောပြီးတော့အစားထိုးပေးလေဟုတ်တယ်မလားဟိုကိုတို့တပတ်ကို3000လောက်စားစီပေးပြီးတော့မှလေးညလုံးလုံးကိုဒီလိုမျိုးပဲဟိုသူစီရပစံကိုလှဲမကြည့်ပဲနဲ့နေခဲ့တဲ့မိန်းမကအခုလိုမျိုး အလုတ်အဆင်မပြေတော့အလုတ်အဆင်မပြေတာတော့သူ့စီမှာကိုလက်ဖြန့်ပြီးတော့မတောင်းတော့ဟိုပတ်စံအဆင်ပြေလို့ဘယ်လိုမျိုးလုပ်ပေးကြမလဲငါ့ကိုအကျွေးတွေများနေလို့ငါ့ကိုလည်းလည်းတော့ပူပါအောင်ကုညီပါအောင်ပါဘူးဆိုတော့မနေ့ပတ်စံနေ့ကိုအကျွေးလေးစားနေရနေဖြစ်တာဒီငါနဲ့ဆိုင်တာမှမဟုတ်တာနင့်အတော့မကြလို့နင့်ကိုကပတ်စံပေးခိုင်းလို့လည်းငါလုတ်ခိုင်းလို့လားဆိုတော့အေးအဲ့လိုမျိုးစကားမျိုးပြောဆိုနင့်ပတ်စံလေးမလုံနေတော့ထားလိုက်တော့ငါနင့်ကိုဘလောက်ဘလောက်ပေးမယ်နင်တော့ငါ့ကိုသုံးဆိုလို့လုတ်စီရမှာမလို့